ဟာမချောစုခင်ကကျွန်တော်ရဲ့အနုပညာခီးလမ်းမှာပထမအောင်ဆုံးကျွန်တော်ကိုလက်တွဲခေါ်တဲ့အနုပညာရှင် professional အစ်စ်ပေါ့နော်အဲကျွန်တော်တို့ကချောစုခင်တနိုင်ငံလုံးဒုတိယကျအောင်မြင်နေတဲ့ချိန်မှာကျွန်တော်တို့ကဘာမှမဟုတ်ဘူးဒါပေမဲ့အဲ့ဘာမှမဟုတ်တဲ့ကျွန်တော်ကိုမချောစုခင်ကလက်တွဲပြီးတော့အချင်းတပုတ်စုပေးတယ်အဲ့ရနေစပြီးကျွန်တော်အနုပညာခြေလမ်းနေစတွေ့လာတာပေါ့နော်အဲ့တော့အခုကျွန်တော်ပန်းတဲ့ပွဲတော်ဆရာတော်ဖျားကြီးကိုသွားမယ်တိတ်ခါထက်တဲ့ပွဲရှိတယ်အမလိုက်မလားဆိုတော့ငါ့မောင်ပွဲပဲလိုက်မှာပေါ့ဆိုပြီးရောက်လာတယ် အရောက်လာပြီးတော့အမကလိုအပ်တာလေးတွေကျွန်တော်ကိုဝိုင်းဝန်းပံ့ပိုးကူညီပေးတယ်ကျွန်တော်အလူမှာအမကွန်တိုင်းပါဝင်ဆင်နွှဲပေးတယ်အဲ့တည်းအမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကြိုက်တယ်ရေခဲတုံးယူဖို့ကြိုက်တယ်ရေခဲတုံးကြီးဆိုတန်တဲ့သူဘသူပြန်ဆိုဆိုသူ့ကိုမူမီအရေခဲတုံးကြီးဆိုသူဆိုလိုက်တာနဲ့အာသူကလေအော်တိုလမ်းထွက်သွားတာပေါ့နော်အဲ့လိုသူနဲ့ခင်ရတာလည်းအဓိကခိုင်နှိုးကြောင့်ခင်ရတာပါခိုင်နှိုးနဲ့သူနဲ့ကလည်းမောင်မမကြီးလိုရမ်းချစ်တော့ခိုင်နှိုးကနေတစင်းသူနဲ့ခင်ရတာပါ ဟုတ်ဒီနေ့အလူလေးကတော့မြတ်စွာဘုရားရှင်ရဲ့တားတော်တွေဖြစ်တဲ့ရဟန်းတန်ဃာတော်တွေကိုဆုံးကတ်တယ်ပြီးတော့ပန်းတဝင်းတော်ဆရာတော်ဘုရားကြီးကိုကျွန်တော်တို့ဒါတိတ်ခါတင်တဲ့ပွဲပေါ့နော်တိတ်ခါထက်တဲ့ပွဲပေါ့အတိတ်ခါထက်တဲ့ပွဲပြီးတော့တင်စင်းလောင်းတယ်အဲတန်ဃာတော်တွေအများကြီးပါပဲအဲ့တော့ဒီနေ့အလူလေးကတကယ်ကိုမွန်မြတ်ပြီးတော့စိတ်ကိုပီတိဖြစ်စေတဲ့အလူလေးပါဗျာ ခင်ဗျတကယ်ဆိုလို့ရှင်ဟို shooting manager shooting တစ်ခုလုံးမှာသူ့ရဲ့ဝင်ငွေက daily ကြီးကတစ်ရက်မှာတသိန်းသသိန်းခွဲတဲ့ပို့မရဘူးပေါ့နော်ကျွန်တော်တို့မင်းသားတွေဆိုတာကာတာခါရရင်80တရာနဲ့90ကြာလောက်ကျွန်တော်တို့အ ਨੇ ဆုံးရကြတာ哦အဲ့လိုငွေဝင်ငွေအမောက်ချင်းกว่าဟနေတာတောင်မှလင်မယားနှစ်ယောက်ကတို့ချွေးနေစာအစစ်နဲ့ကျွန်တော်တို့တို့ရင်ထဲမှာဘလောက်အတိုင်းတာတင်ပြတာရှိလို့လည်းတော့မသိဘူးတို့အစဆုံးလုတ်ပေးကြတာပေါ့နော်ဒီလူမျိုးဆိုလည်းဒါသိန်း3 4 50အ ਨੇ ဆုံးကုန်တာပေါ့အဲ့ဒါကိုတို့ရအောင်စူးစမ်းပြီးလုတ်ပေးတယ်အဲ့တို့ရဲ့မြေတားတရားကလည်းတကယ်ကိုကြီးမားပါတယ်ခင်ဗျာ သူတို့ကလေအနုပညာသမားကြီးဆိုတော့လေအနုပညာရမ်းဆန်တယ်ကျွန်တော်ရင်ထဲမှာသူတို့ဘယ်လောက်ထိချစ်တယ်ဆိုတာသူတို့မြင်တယ်ခင်ဗျကျွန်တော်မျက်လုံးထဲမှာသူတို့ဘောကျွန်တော်မိသားစုလိုရှိတယ်ဆိုတာသူတို့သိတဲ့အခါကျတော့သူတို့ရဲ့အဖေလိုအကိုလိုညီလိုပေါ့မောင်လိုသဘောထားပြီးတော့ကျွန်တော်ပြောမယ်ဆိုရင်သူတို့အကုန်လုပ်တာပြီးခဲ့တဲ့ခေါက်ကကျွန်တော်မွေးနေ့ပေါ့နော်အဲ့မွေးနေ့တုန်းကဆိုလေကျွန်တော်အတိမပေးပဲဒီကြောင်ခေါ်လာပြီးတော့သူတို့လို surprise တိုက်ပြီးလုပ်တယ်အဲဒါတော့ခင်ဟာဆွေမျိုးဆိုလိုပေါ့ဘဝတန်တရာတော်ဆက်ခဲ့တဲ့ဆွေမျိုးတွေကြောင်းလို့ထင်ပါတယ်။သွေးသားအရင်မဟုတ်ပေမဲ့ တွေးရင်းနေလို့ပဲကျွန်တော်အတွက်ဆိုရင်တို့ကအမြဲတမ်းအဆင်သင့်ရှိပါတယ်ခင်ဗျကျွန်တော်ဒီမလာခင်တုန်းကအဲကျွန်တော်စိတ်ထဲမှာပေါ့ဟို ထူးထူးဆန်းဆန်းနေကျွန်တော်တွေးမိတယ်ပေါ့ငါဒီရက်ပိုင်းနဲ့ဒီလပိုင်းနဲ့မှာထူးခြားတာလေးဖြစ်မယ်လို့စိတ်ထဲမှာကိုယ့်ကိုယ်ကိုဟို silent ရတဲ့ပုံစံမျိုးလေးကျွန်တော်စက်မရတဲ့ပုံစံမျိုးလေးဖြစ်မိတာပေါ့တယောက်ကကျွန်တော် silent ပေးနေသလိုကျွန်တော်ကိုယ်ကလည်းစက်တစ်ခုခုတွေးသိနေရပေါ့အဲ့ဒီမှာကျွန်တော်ပန်းတစ်ခွင်းအောင်ဆရာတော်ဖျားကြီးကိုဖူးမျောလိုက်ရတယ်ကတော့လိုက်ရတယ်တောင်ပေါ်မှာရှိတဲ့ဒိဋ္ဌန်ကြောက်တွေကိုကျွန်တော်မတယ်ဇေဒီတွေကိုအလူငွေထည့်ပြန်ဝါပြီးတဲ့အခါမှာကျွန်တော်ရုပ်ရှင်ကားတကသူများလာချိတ်တယ်ခင်ဗျအဲ့တော့ကျွန်တော်အာရုပ်ရှင်ကလာချိတ်တယ်ဆိုတော့စိတ်ထဲမှာတိတ်တော့ခပ်ပေါ်ပေါ်လေးပါအဲတိတ်မကြဘူးဇလန်တွဲတစ်ခုထပ်လာချိတ်တယ် ရုပ်ရှင်ကားကတော့ကျွန်တော်တို့လုတ်ကွက်အရင်မရတဲ့ဟာဆိုကျွန်တော်ရင်ထဲမှာတိတ်မပြောဘူးပေါ့ဇလန်တော့ကျော်တော်တော်လုတ်ကွက်ကောင်းတာလေးလာချိတ်တယ်ခင်ဗျအဲ့ဒါပြီးသွားပါလားဆိုတော့မပြီးသေးဘူးဘာထက်လာလဲဆိုတဲ့အခါကျတော့တချင်းစုတွေပေါ့တချင်းစုတွေ၄၅ဘွဲလောက်ဇက်တိုက်လာတယ်အဲ့တော့ကျွန်တော်အကျိုးမြတ်လိုချင်လို့ဒီကြောင်ကိုလာလူတာမှုပဲမယ်ဒီကြောင်ကိုရောက်ပြီးမကြခင်မှာဟိုအဲ့ခုနပြောသလိုပန်းတပွင့်တောင်ဆိုတဲ့အတိုင်းပွင့်သွားတဲ့တက်တွေပေါ့နော်အဲ့လိုပွဲတွေကလည်းအများကြီးရောက်လာတယ်ပြီးတော့အဲ့ခုနစိုးစရာတချင်းတွေလည်းရောက်လာတယ်ဇလန်းတွေက3ရက်လောက်စက်တိုက်ရောက်လာတယ်အဲ့ခါကျတော့ ဒါဟိုထူးစားထူးခြားတဲ့ဟာပေါ့ကျွန်တော်တို့လက်ခံထားတဲ့စကားတစ်ခုရှိတယ်ဟိုဝိဇာမတီအတီဆိုသလိုပေါ့နော်အဲ့လိုကျွန်တော်မှားလိုက်တယ်လို့ထင်ပါတယ်ခင်ဗျာလာတဲ့တိုင်းနဲ့ကျွန်တော်နဲ့ဆိုထားတဲ့ဝါကျွတ်ချစ်သူဆိုတဲ့တခြင်းလေးကတက်တော်မှာအခုတော်တော်လေးဆော့တဲ့သူများနေတယ်အဲပြီးတော့ page တင်မှာလည်းတော်တော်လေးပေါက်တယ်ပေါ့ကျွန်တော်တို့ကမူရင်းအဆိုရှင်အရာတာမပြတ်ပဲနဲ့နားထောင်နေသူအတွက်အစ်စ်အစမ်းလေးဖြည်ပြီးလိုက်ညီးလို့ကောင်းတဲ့တန်စင်မျိုးဖြစ်အောင်ကျွန်တော်တို့အဲ့ melody ကိုတိဆောက်ပြီးစုထားတာဖြစ်တဲ့အတွက်ကြောင့်ပြည့်သက်တွေအားပေးတယ်ကြိုက်တယ်အဲ့အတွက်ကြောင့်ကျွန်တော်လည်းတကယ်ကိုပြည့်သက်တွေကိုကျေးဇူးအများကြီးတင်ပါတယ်ဗျဟိုမချောစုခင်က ကျွန်တော်ရဲ့အနုပညာခီးလမ်းမှာပထမအောင်ဆုံးကျွန်တော်ကိုလက်တွဲခေါ်တဲ့အနုပညာရှင် professional assist ပေါ့နော်အဲကျွန်တော်တို့ကချက်စုခင်တနိုင်ငံလုံးဒိတ်ဒိတ်ကျအောင်မြင်နေတဲ့အချိန်မှာကျွန်တော်တို့ကဘာမှမဟုတ်ဘူးဒါပေမဲ့အဲ့ဘာမှမဟုတ်တဲ့ကျွန်တော်ကိုမချက်စုခင်ကလက်တွဲပြီးတော့အချင်းတစ်ပုတ်စုပေးတယ်အဲ့ရနေစပြီးကျွန်တော်အနုပညာခီးလမ်းနေစတွေ့လာတာပေါ့နော်အဲ့တော့အခုကျွန်တော်ပန်းတပွဲတော်ဆရာတော်ဖျားကြီးကိုသွားမယ်တိတ်ခါထက်တဲ့ပွဲရှိတယ်အမလိုက်မလားဆိုတော့ငါ့မောင်ပွဲပဲလိုက်မှာပေါ်ဆိုပြီးရောက်လာတယ် အရောက်လာပြီးတော့အမကလိုအပ်တာလေးတွေကျွန်တော်ကိုဝိုင်းဝန်းပံ့ပိုးပူညီပေးတယ်ကျွန်တော်အလူမှာအမကွန်နိုင်ပါဝင်ဆင်နွှဲပေးတယ်အဲ့တော့အမကလည်းကျေးဇူးအများကြီးတင်ပါတယ်အဲသူကလေအရင်စရင်ကောင်းတယ်သူတာမန်ကောင်းတာမို့သူကယူသားတယ်ပွင့်လဲနေပေါ့နော်ပြီးတော့အစိုးပညာရှင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တရုတ်ဆောင်တမိုင်းသူမျိုးဟန်ဆောင်မှုမရှိဘူးကျွန်တော်တို့တရုတ်ဆောင်လောကကမင်းသားမင်းသမီးရတော့ဘာပဲပြောပြောဟန်ဆောင်မှုတွေရှိတယ် ဟိုရှင်ထဲမှာရှိတဲ့အဖြူလည်းဖုံးရင်ဖုံးထားတယ်အမဲကိုလည်းဟိုဖုံးရင်ဖုံးထားတယ်ပေါ့အဆိုတော်တွေကတော့များသောအားဖြင့်အထူးသဖြင့်ဟိုဘက်ခစ်ကအဆိုတော်အမားတို့ခစ်ကအဆိုတော်ပေါ့နော်အချောစုကန်တို့အဟိမာနေဝင်းတို့အဲပြုလို့ရှိရင်မီမီဝင်းဖေတို့အဲ့ဘက်ခစ်ကအဆိုတော်တွေမက်ကော်လို့သူတို့ကြောင့်စိတ်တွေရိုးရှင်းတယ်အဲတို့အရှင်းတိုင်းနေနေတာအဲ့တော့အမစစ်ထားအရန်ကောင်းတယ်စိတ်ရှင်းတယ်ကုညီနိုင်တာဆိုရင်ကုညီတယ်တချို့သောအာတစ်တလိုမျိုးငွေကိုအရန်ကြည့်တဲ့အဆိုရှင်မျိုးမဟုတ်ဘူး သူကအင်တာဗျူးတွေပါရဆိုလဲတောင်းတောင်းသူရှောင်းနေဆိုတာကတခြားတောင်မှုပါဘူးဒါကြတော့ဟိုဘာသာရေးပွဲဖြစ်နေတယ်သူကခရီးရန်ကိုခရီးရန်ဆိုတဲ့ခါကြတော့ဒါကျွန်တော်ချစ်လို့သာကျွန်တော်ပွဲကိုလာတယ်ဘယ်ဘာသာပါဆိုတော့တော့မဟုတ်အားလုံးကသူကကောင်းတာလုပ်ရင်ကောင်းတယ်ဆိုတဲ့ခံယူချက်နဲ့နေတယ်အဲ့တော့ကျွန်တော်အပေါ်တော့တော်တော်တန်းစင်ရှိပါတယ်ခါကြိုက်တယ်ရေခဲတုံးယူဖို့ကြိုက်တယ်ရေခဲတုံးကြီးဆိုတန်တဲ့သူဘသူပြန်ဆိုဆိုသူ့ကိုမြင်ပြီးအာရေခဲတုံးကြီးဆိုသူဆိုလိုက်တာနဲ့အာသူကလေအော်တိုလမ်းထက်သွားတာပေါ့နော်အဲ့လို သူနဲ့ခင်ရတာလည်းအဓိကခိုင်နှုတ်ကြောင့်ခင်ရတာပါခိုင်နှုတ်နဲ့သူနဲ့ကလည်းမောင်နှမကြီးလိုရမ်းချစ်တော့ခိုင်နှုတ်ကနေတစင်သူနဲ့ခင်ရတာဟိုကျွန်တော်ကလေဘာသာရေးနဲ့ပတ်သက်လို့ရှိရင်ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ်အစ္စလာမ်ပဲဖြစ်ဖြစ်ဟိန္ဒူပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ကျွန်တော်လက်ခံထားတာတခုကကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်ကောင်းတဲ့စိတ်ကိုထားကောင်းတာလို့နေနဲ့ကောင်းတာမဖြစ်ရင်အတိတ်ကပြုခဲ့တဲ့ဝိကျွေးကြောင့်ပေးဆက်နေရတာအဲ့တော့ဘယ်ဘာသာမှဘာမှမဟုတ်ဘူးကိုချင်းစာတရားအဓိကရှိဖို့လိုတာပေါ့နော်အဲ့ဒါကိုကျွန်တော်ခံယူထားတယ်အဲ့တော့ကျွန်တော်ကဘာသာတိုင်းနဲ့ကျွန်တော်ပေါင်းလို့ရတယ်ပေါ့အတူတူပြခရိယန်ဘာသာဝင်နေနဲ့ကျွန်တော်လည်းအကျိုးပေးတယ်ခင်ဗျာ အဲပြီးတော့အဲအဲ့ Korean ဘာသာအကြောင်းတွေကိုလည်းကျွန်တော်သွားတာတွေရှိပါတယ်သွားဆိုကျွန်တော်တချင်းစုပွဲတွေဖိတ်လို့ရှိရင်ပေါ့ Korean ဘာသာဝင်ကဖိတ်လို့ဆိုပြီးတော့ကျွန်တော်မရှိဘူးသွားတာပဲကျွန်တော်သတ်ဆိုတယ်အဲကျွန်တော်အဲ့လိုပဲကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ Korean တွေကလည်းကျွန်တော်ပွဲကဗုဒ္ဓဘာသာပွဲဖြစ်နေပြီမဲ့လည်းတို့လာဝင်းရံပေးတယ်အဲတို့လက်အုပ်ချီပြီးမကြော့ရင်တာနေမယ်တို့ဂါရဝပေးတယ်အယူတည်ပေးတယ်နားလည်ပေးတယ်ဘာလို့ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့ချစ်စဖွယ်လေးကပေးကန်းစွန့်ကြဲလူတန်းချင်းဆိုတာလေးကိုတို့ဘာသာရက်ကလည်းလက်ခံပါတယ်ခင်ဗျာ ဒီကန်ခီးရှေ့ဇာလန်တွေလေးอ่ะအခုဆိုပြည့်သက်တွေရင်ထဲမှာဆွဆွဲလန်းလန်းလေးနေရာတစ်ခုယူနေတာပေါ့เนาะအဲအိမ်တော်အေးကားတွေကိုကြိုက်တဲ့ပြည့်သက်တွေရှိသလိုဘာသာရေးကားတွေကိုကြိုက်တဲ့ပြည့်သက်တွေရာလဲဒီကန်ခီးရှေ့ကားလေးကိုကြည့်ရတာတန်တယ်ပေါ့အဲသူတို့ comment လေးတွေအတခြားကားရင်နဲ့ဆိုင်ဒီကားလေးကရင်ထဲမှာကြံ့ခဲ့တယ်ပေါ့ဘူးဟုသူတာလေးရတယ်လို့ကြားတာနဲ့တယ်အဲ comment လေးတွေမြင်တာနဲ့ကျွန်တော်ဖန်တီးရကြုံနေပါတယ်ခင်ဗျာဒီကားလေးကနောက်ထပ်အပိုင်း၉ပိုင်းလောက်ကျန်သေးတယ်အဲလူကြောက်လေးနဲ့ပတ်သက်တဲ့အပိုင်းတွေလာတော့မယ်ခင်ဗျာလူကြောက်ကိုဘယ်လောက်ထိအစွဲလန်းထားတယ်နဲ့မထားတယ်မှုဆိုတာဒီကားထဲမှာပါပါတယ် ပြီးရင်ကျွန်တော်ဆယ်လပိုင်းထဲမှာစုံမတ်ဆိုတဲ့ writer အကမှန်ရိုက်ကူးတဲ့ကားလေးလည်းလာလိမ့်မယ်အဲ့မှာတော့ကျွန်တော်စုံတော့ပေါ့ပြီးရင်၁၇လပိုင်းထဲမှာပြည်သက်တွေမျောလင့်နေတဲ့မမ်မီစိတ်ဆိုတဲ့ဟာလေးလည်းရောက်လာပါလိမ့်မယ်